ဆေးရုံဘယ်မှာဆင်းလာလဲဆေးရုံနှစ်ရက်ရှိသွားပြီဟုတ်လားနည်းနည်းဆို၃ရက်อืมဆေးနဲ့နည်းနည်းထဲတော့ရတယ်တက်လို့အဲ့မတက်တော့ရလုံးမြောက်ငုံတို့နေသွားမယ်နေရောကောင်းရလားอืมကလေးရောနေကောင်းရလားအင်းဘာလေးလဲကြောက်ကြလေးကြောက်ကြလေးอืมအခုじゃဒီနေ့ဘာလေးချက်ချက်စားလဲ ညနဲ့ပဲစားတယ်ညနဲ့ညနဲ့ညနဲ့ထမင်းနဲ့စားအဲကိုဝင်နေဆိုတာကခွန်အားဖြစ်စီမဲ့အစားစာတွေစားရမှာလေဘာမှဟင်ဘိုင်းမချော်လာဟင်းစားနေတယ်နောက်အခုလက်ထဲမှာပတ်စံထားလို့ရှိတယ်။ပတ်စံကလည်းကစီးရန်စီးရုပ်ပြန်သွားလိုက်ရတာ။อืมစင်းနေနေတော့ငါးတောင်ပြန်ဆက်လိုက်ရတယ်။ဟုတ်။ဟောဒါစီးရုံကတော့အကျွေးအကုန်လုံးဆက်ပေးလိုက်ပြီ။ အပယ်ဆိုတော့ပြောမှဆိုရင်စားဖို့တော့စားဖို့တော့မရှိတော့ဘာသာစီးဟုတ်ဝင်သွားရမသိဟုတ်လားဒီနောက်ဖေးသွားဖြစ်နော်ဟုတ်လားอืมစားဖို့တော့အစမပြေပေါ့อืมနောက်အဘလို့လောက်ကြမလားစားဖို့လဲဆိုရင်ယောက်ျားအလုံးမလုပ်ဘူးလားယောက်ျားလည်းအဓိကတော့အုတ်ကားသွားတာ9000နာဒီကတော့မလုပ်ပါဘူးဒီကတည်းကလူတွေခေါ်လာလိုက်ပါဘူးဆိုတော့ဟုတ်ကဲ့အုတ်ကားသွားတာ9000မပစ9000နဲ့အခုကထမင်းတော့ဝယ်စားလို့တော့မရဘူး မင်းတော့ဘာမှမဆက်ဘူး။ဟုတ်ကဲ့ဟိုခေါ်ရရခေါ်ရသွားရသွားရ။ဇာတိကြတယ်မလို့ဘယ်ဟ။ငွေရငွေရတတိ။အလည်းမဟုတ်။ဟိုအရာဝီတိုင်းမဟုတ်ဘူး။အရာဝီတိုင်းမဟုတ်ဘူးဘင်း။ကျုံပါ။အဲဘာလို့မပြန်လဲကျုံစဉ်းစားလို့မပြန်။ဒီဘက်မှာအစင်လည်းမပြေပဲနဲ့။ဟိုမှာလည်းအစင်မပြေဘူးအဲ့လိုပဲလား။မှန်ပါဘူး။ဟုတ်လား။စားဖို့တော့မရှိဘူး။အမဒီမှာမိသားပေါ်မဲ့ဒီစီကမှာခေါ်မဲ့ဟောအဲအဲ့ဒါမို့ဒီမှာအရာဝေးတိုင်းတော်တော်များနော် မခေါ်တော့လဲတနည်းမှ900 900ဒါပဲရမှာမှတတော်ညသုံးမှာလောက်ဟုတ်လို့လားပြောင်းလဲနေလောက်ပါဒီအခုချိန်ပြောင်းလဲဆရာကိုရရောက်ဖို့ပြီးလို့ဒီမှာပဲတစ်ဖက်ရောက်လဲဖုန်းတွေကရဆက်တယ်ရှိလားဟုတ်ပါရှိအဲ့လိုပဲလဲလားဩထိုးဆန်းနော်အဲဒီဘက်ကျန်တာဒီဘက်လို့ဆိုနေရတတော်လို့တတော်ရဒီမှာပုံမှန်ပဲရောမှာရတော့ခွာတာညသုံးမှာ900ရှိတာအော်အဲ့ကြောင့်မပြန်နိုင်ဖြစ်တော့ပြန်လဲတခွားရောက်မှာပဲဆိုတော့ဒါကြတော့ဘူးမြည်လေညကြ ဘာရက်ပေးနေဘာရက်ပေးနေဘယ်မှာတောင်းနေနော်ဘောရလဲဆိုနော်ဒါအသားဦးလားဟုတ်ပါဘာလေးလဲယောက်ျားလေးယောက်ျားလေးပဲနော်อืมဘယ်ရန်ဆိုရင်ဒါမိခင်ဆိုရင်ခွန်အားဖြစ်စေမယ့်အစားစားတွေအစားတောက်တွေစားနော်음အဲ့ဒါမှကလေးရလဲခွန်အားဖြစ်မှာအခုကျထန်းချမ်းနဲ့ထမင်းစားနေရတော့ဟုတ်ဟုတ်လားမသိဘဲဘဲမှာလဲထန်းချမ်းနဲ့စားဩအေးထန်းချမ်းခဲဒီမှာသူရက်စရီအောင်တက်လို့ထမင်းအိုးချက်ကြည့်လိုက်ဟုတ်လားမဟုတ် ဒါမဲ့ဦးကဲနည်းနည်းဆက်စုလိုက်မယ်။ဟုတ်မလေးအိမ်ကလည်းဘယ်လိုနေလဲ။ငုတ်တော်လေးပဲသွားနေရတယ်။ဒီနေ့အေးတမအိမ်ဘယ်လိုလဲမသိပါဘူး။အော်အဲဦးဟင်းချက်တဲ့ဦးဒီမှာလဲ6ရက်နေတယ်။မင်းဝါဒီမှာဟုတ်မင်းဝဲစီလိုက်ပါဦး။ဆမင်းဦးလည်းကြည့်လိုက်အောင်စိတ်နေတယ်နော်။အဲ့တော့မွေးဖွားပြီးကစခွန်အားဖြစ်စေမဲ့အစားအစာတွေစားနေရမဲ့ချိန်မှာအခုလိုမျိုး ထညာခဲလေးနဲ့ထမင်းနဲ့စားနေရတော့ဘလို့ခံစားရလဲရင်းနေမှာဘို့တွေးပြီးတော့ဝမ်းတော့နေမစီရပွားရလားဒီမစီရတော့ခဏနေတယ်ဘယ်နည်းပြောရလဲတခြားအလုပ်တွေပဲလုပ်မယ်လို့မစိတ်ကူးလားဥမာဟုတ်ကဲ့ဒီကလေးလေးကဒါကလေးကလေးမွေးသွားရင်တော့လွယ်တော့မလွယ်တော့ဒီကလေးကိုထင်းထင်းဆောက်ရှောက်ဖို့အရှိသေးတယ်။အဲတကယ်တမ်းကျရင်မှအော်မှာပေါ့အော်ဖို့လောလောတဲ့လူတွေက ဟိုဒီမိုးရွှင်းရောက်တဲ့ခါကျရင်တခြားပေါ်ဈေးရောင်ဈေးဝယ်တို့ဒီကသာတို့လည်းအရင်နေ့မရှိတာကိုအကြောင်းပြမှာပဲနော်အရင်နေ့အဓိကအရင်နေ့ပေါ့အင်းအဓိကတော့အရင်နေ့မရှိကြတာလည်းပါနော်ဟိုအသက်ကဘလားအသက်25အသက်က25အသက်က25ဒီရောက်တာဘယ်နှစ်လောက်ရှိပါလဲရောက်တာ3နှစ်လောက်ပြီอืม3နှစ်လောက်ရှိပါဟုတ်နော် ဟုတ်ပါပြီ။နောက်ထဏ်ရတောင်မှစားနေရတဲ့အဖြစ်ဆိုတော့လဲလက်ဆောင်လေးတစ်ခုပေးခလိုင်းလို့နော်လက်ဆောင်လေးတစ်ခုပေးခလိုင်းလို့လက်ဆောင်ပေးတဲ့အလူရှင်ကကြတော့ပေါင်မျိုးနဲ့နတ်မော်ကြီးရွာဦးထွန်းတင်ဤတူလေးကိုတရုတ်ခကိုမျိုးအောင်ကနေလက်ဆောင်ပေးခလိုင်းနော်။ပေါင်မျိုးနဲ့နတ်မော်ကြီးရွာဦးထွန်းတင်ရဲ့တူလေးကိုတရုတ်ခကိုမျိုးအောင်ကနေလက်ဆောင်ပေးလိုက်တယ်ထင်လဲ။မသိစိတ်ထဲမှန်းကြည့်ပါဟုတ်ပါလက်ဆောင်ပေးလိုက်လား

ဒီတန်အဲ့ဒါဆိုအဲ့ဒါအဲ့ဒါဘလောက်လောက်ရှိမှထင်းလဲအဲ့ဒါဘလောက်တန်ဘလောက်တန်လဲ9000 9000နဲ့10ရွက်တူဘလောက်လဲ10ရွက်ဆိုရင်9000 9000 9000အဲ့ဒါအရွက်တရာရှိတယ်အဲ့ဒါဘလောက်လဲရွက်တရာဆိုတော့9သိန်း9သိန်းဟော9သိန်းတော့ပေးလိုက်တယ်နော်9သိန်းတော့အေး9000တော့မှန်တယ်9သိန်းပေးတယ်ဆိုတော့ဟိုရှင်နေမှာဘယ်လိုဖြစ်လဲအရင်ပီတီရောဝန်တာဟုတ်လို့လားလိုချင်ဦးလားလိုချင်ပါဘူးမှန်တော့9000လောက်ပါ အဲမနာကတာအေးပေါ့မနာပြီအဲနော်ဒါသူကလည်းအဲပေါင်မျိုးနဲ့နတ်မောကြီးွာသူကလက်ရှိကတော့ညောက်ဒီမှာလှုပ်လှုပ်နေတာပဲနော်သူကိုယ်တိုင်ကလည်းအလုပ်ကိုဒါပြောရမယ်ဆိုရင်သူ့ရဲ့လောအားကားနဲ့မြန်မာလေးကိုလှူပေးတာမြန်မာလေးရဲ့လူဗီဒီယိုဖိုင်ကိုကိုကိုတို့ဇာတ်ပြင်စေးရုံမှာရိုက်ထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့တနာလို့လှူပေးတာအဲနောက်ဟိုဘယ်လိုပြောမလဲလူရှင်လည်းရှိသေးတယ်အဲ့လူရှင်ကတော့အာအမေရိကန်အဲ့ဒီအဲ့ခါကျရင်ဟိုလက်ဆောင် အခြားလက်ဆောင်လေးရှိတယ်เนาะအခုလောလောဆယ်ကတော့ပေါင်မျိုးနဲ့နတ်မော်ကြီးရွာကိုထွန်းတရဲ့သူလေးကိုတယောက်ခကိုမျိုးအောင်ကနေပြီးတော့ညီမလေးနဲ့ဒီကလေးအထူးသဖြင့်ပါเนาะအဲအသုံးပြုဖို့ခွန်အားဖြစ်စေမယ့်အစားအသောက်တွေစားမယ်လိုအပ်တဲ့အဝတ်အစားအသုံးဆောင်တွေဝယ်မယ်အဲအဲ့ဒါတွေအသုံးပြုဖို့အတွက်အလူငွေ9သိန်းလိုခဲ့တယ်เนาะအဲ့တော့ကိုတယောက်ခကိုမျိုးအောင်ကိုကျေးဇူးတင်ဆုတောင်းကြတဲ့ဘက်ကိုကြည့်ပြောပြပါเนาะကိုတယောက်ကကိုမျိုးအောင်လဲကျမပါဒီချမ်းသာပါဒီနောက်လဲဒီဓမ္မကလူတန်းနိုင်ပါဒီ ဘာလဲလဲဘာလဲဟုတ်တယ်ဟုတ်ကလေးကျွန်တော်ကလေးလေးကကလေးလေးကကံကောင်းလို့ဘာကြည့်အောင်ကလေးလေးကြာချင်တယ်ပေါ့ကလေးလေးကတော့9သိန်းအလှငွေ9သိန်းလက်ဆောင်9သိန်းရတယ်ဆိုတော့ကလေးကကံကောင်းလို့ပေါ့နော်အဲကလေးကံနေလဲပါအောင်ပေါ့ဟုတ်ပြီအဲ့ခါကျတော့ဒီအလှငွေ9သိန်းကိုကျွန်တော်စစ်မယ်ဟုတ်လို့ဆိုတော့ကျွန်တော်နောက်ပိုင်းကျတော့လူလာတွေတခြားပြန် queue site ပေးမယ်စစ်မယ်ဆိုတော့အခု9သိန်းကိုအမတို့က3ဒါပေမဲ့အဲ3နဲ့စရင်ကျွန်တော်ပြပေးဘာ3လဲဆိုတော့ နော်အဲဒါလို့ဆိုဘာအဲဒါဆိုကျွန်တော်ကအာဘာအတွက်သုံးလဲဆိုဆံဝယ်လဲရတယ်စီဝယ်လဲလက်ခံတယ်အဝတ်စားဝယ်လဲလက်ခံတယ်ကလေးအတွက်ခွန်အားဖြစ်စေမဲ့အစားအစာတွေဝယ်မယ်ဆိုလဲလက်ခံတယ်ညီမလေးစားသောက်ဖို့ဝယ်မယ်လဲလက်ခံတယ်လောင်းကစားလောက်တာတွေတို့ဟုတ်လားတခြားကိစ္စတွေကြတော့လက်မခံဘူးเนาะအဲကြောင့်ဟိုနောက်ပိုင်းကြတော့အခုပြန်စစ်စစ်မယ်เนาะအခုဒီပစံငါနည်းနည်းလေးအဲငွေမော်လေးကညီမလေးဘဝအတွက်ဆိုရင်ဒါဆိုရင်ဘယ်နှလားရှာရမလဲဟိုအခုအုပ်ဖို့မှာ ်ဘယ်နှလားလောက်လိုက်လဲအခုအခုမှ9လား9လားလောက်လိုက်တယ်ဘယ်လောက်ပို့ခဲ့လဲအခု9လားလောက်တည်းစ9လားပို့တာ9လားလောက်တာကြမ်းမမပူရင်အကျွေးတော်နှစ်သိန်းစင်နာကြီးငါးလားလောက်တာတော့မှတရားမမပူတဲ့ပြင်နှစ်သိန်းအကျွေးစင်တယ်အဲ့နှစ်သိန်းအကျွေးလဲဆိုနှစ်သိန်းတော့ကျွေးဆက်လိုက်ဟုတ်လားအဲ့ဒီအကျွေးနှစ်သိန်းဆက်လိုက်ခွင့်ပြုတယ်နော်အဲနှစ်သိန်းအကျွေးဆက်လိုက်ခွင့်ပြုတယ်ကြံတဲ့၃သိန်းကိုဒီကလေးနဲ့မိခင်နဲ့ခွန်အားဖြစ်စေမဲ့အစားအစာတွေဝယ်စားအဝတ်အစားတွေဝယ်ပေးကလေးကိုလည်းဟိုပါလဲ ါလဲအနီးတို့ပါလို့ဝယ်ပြလိုက်နော်โอเคโอเคသွားလိုက်မနော်စီးပါလေအာဒီနေ့ကတော့သူရဲ့အိမ်ကတော့ထူးဆန်းတယ်လမ်းတော့အပေါ်ချလို့မရဖင်ပြိုးတိုက်သွားကြည့်ပါဦးညာလူရတဲ့အိမ်ကြီးကတော့တို့တို့ဆင်းရတာနဲ့ဟောဆင်းရတာနဲ့โอเคစေုံစေုံဆမ်းငါပါတော်တော်နှစ်ယောက်လာပထမဆုံးကနောက်တစ်ယောက်သုံးယောက်ဟောဘက်ကတစ်ယောက်သုံးယောက်ရှိတယ်နော် ok bây ok 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 ok